င်္ဂလာပါရှင်။ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့ကိုတိတ်ပိုက်ထိချုပ်ထားတဲ့ကိုကက်တပ်ဖွဲ့ MLDAA ကဧပြီလ22ရက်နေ့နောက်ဆုံးထားပြီးမြို့ပေါ်ကနေဆုတ်ခွာဖို့ပြင်ဆင်နေပါတယ်။ဖန်ကောက်မြို့ရှိဆောက်လက်ဆအဆောက်အအုံပြိုကျမှုထဲတည်ဆုံသွားတဲ့သူတွေအတွက်တယောက်ကိုရော့ကျင်းငွေဘတ်16သိန်းစီပေးအပ်သွားမှာဖြစ်တယ်လို့ထိုင်းအစိုးရကထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့အပြည့်ရဲ့ကြီးညာချက်ကဟန်ပြပဲဖြစ်တယ်လို့တိုင်းဒါလက်နက်ကိုင်တော်လည်းရဲ့အဖွဲ့ခေါင်းဆောင်တချို့ကတုံသက်ပြောဆိုပါတယ်။ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့ကိုတိမ်ပိုက်ထိ ंछ ုတ်ထားတဲ့ကိုကက်သက်ဖွဲ MNDAA ကဧပြီလ22ရက်နေ့နောက်ဆုတ်ထားပြီး မြို့ပေါ်ကနေဆုတ်ခွာဖို့ပြင်ဆင်နေတယ်လို့မြေပြင်တည်ရင်မြစ်တွေကပြောပါတယ်။ MNDAA တပ်တွေစုခွာပြီးနောက်မြို့ပေါ်မှာစီကောက်စီအုပ်ချုပ်ရေးရန်တရားနဲ့လက်ပတ်မှာဖြစ်တာကြောင့်မြို့ခံတွေက စိုးရိမ်နေကြပါတယ်။ MNDAA အနေနဲ့လာရှိုမြို့ပေါ်ရက်ွက်တွေကနေစုခွာပေးမှဖြစ်ပေမဲ့မြို့နယ်၃မိုင်အကွာအဝေးကရွာတွေမှာဆက်ပြီးနေရာယူထားအောင်မှဖြစ်တယ်လို့လဲ MNDAA နဲ့နီးစပ်သူတွေကဆိုပါတယ် ကိုကက်တပ်ဖွဲ့ကအခုလိုမျိုးလာရှိုးမျိုးပေါ်ကနေစောက်ခွာပေးဖို့အတွက်ကုမင်းဆွေးနွေးပွဲမှာသဘောတူညီခဲ့တာဖြစ်တယ်လို့မြောက်ပိုင်းအရေးစောက်ကြီးနေသူတွေကဆိုပါတယ်။အခုလိုစောက်ခွာပေးလိုက်တာဟာမဟာမိတ်တွေအတွက်လဲစိတ်ခေါ်မှုတရက်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ ကိုကက်တပ်ဖွဲ့က30 20ခုစီစဉ်ရေးကာလဖြစ်တဲ့2024ခုနှစ်ဩဂတ်လမှာလာရှိုးအခြေဆိုင်စစ်ကောင်စီရဲ့အရှိမျောက်တိုင်းစစ်ဌာနချုပ်ကိုတိတ်ပိုက်ပြီးလာရှိုးမြို့ကိုပါထိချုပ်ခဲ့တာဖြစ်ပါတယ်ငလင်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိဆောင်းလက်ဆအဆောက်အုံပြူကြောင်းမှုထဲတည်ဆုံသွားတဲ့သူတွေအတွက်တယောက်ကိုရော်ကျင်းငွေဘတ်16သိန်းစီပေးအပ်သွားမှာဖြစ်တယ်လို့ထိုင်းအစိုးရကထုတ်ပြန်ပါတယ် တီယော်ချင်းွေဘတ်ဆက်ခုနှစ်သိန်းကအထောက်အထားရှိတဲ့သူတွေအတွက်ပဲဖြစ်တယ်လို့ဆိုပါတယ်။အထောက်အထားမရှိတဲ့သူတွေအတွက်တော့အလုတ်ရှင်ကတာဝန်ယူရမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်တန်ရာရထားတဲ့သူတွေကိုလည်းလစာ6လစာရဲ့90ရာခိုင်နှုန်းယော်ကြေးပေးပြီးကျန်းမာရေးပြန်ကောင်းလာတဲ့အထိဈေးကူတက်ပေးမှာဖြစ်တယ်လို့ထိုင်းအလုတ်သမားအမြဲတမ်းအသွင်းဝင်ကပြောပါတယ်။အပြည့်အစည်းတွေအောက်မှာပိတ်မိပြီးပျောက်ဆုံးနေတဲ့အလုတ်သမားတွေကိုရှာဖွေနေစေဖြစ်ပြီး မြန်မာအလုတ်သမား24ယောက်အပါအဝင်ထိုင်းအလုတ်သမား55ယောက်ကမ္ဘောဒီးယားအလုတ်သမား3ယောက်နဲ့လာအိုအလုတ်သမား1ယောက်ပါဝင်တယ်လို့ထိုင်းအလုတ်သမားဝန်ကြီးဌာနရဲ့စည်ရင်းတွေအရသိရပါတယ်။ဧပြီလ3ရက်နေ့စစ်ကောက်စီထုတ်ပြန်တဲ့စည်ရင်းမှာတိစုံသူ3000ကျော်ထိခိုက်ဒဏ်ရာရရှိသူ4500ကျော်နဲ့ပျောက်ဆုံးသူ100ကျော်ရှိနေပါတယ်။ စစ်ကောင်စီကယာယီအပြစ်ရက်မယ်လို့ထုတ်ပြန်ပြောဆိုထားပေမဲ့ကချင်တနင်္လာရီအပအဝင် နေရပေါင်းအနည်းဆုံး20ကြော်ကို လေကြောင်းတိုက်ခိုက်မှု drone တုံးဘုံကျဲတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေလှုပ်ဆောင်နေပါတယ်။ဒါအပြင်မြေပြေထိုးစစ်ကိုပါတစ်ဆက်တည်းလုပ်နေတဲ့အတွက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ မြမသမိုင်းသက်ဆောင်လူသေးဆုံးအပြည့်အစီအများဆုံးဖြစ်ခဲ့တဲ့မြင်းကလေးကြီးလှုပ်ခတ်ပြီးနောက်ပိုင်းစီကောက်စီတက်ကမတ်လ28ရက်နေ့ကနေဧပြီလ4ရက်နေ့အထိနေရာပေါင်း20ကျော်ကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။စီကောက်စီကငလင်တဲ့ဒေသ6ခုကိုအရေးပေါ်အခြေအနေလို့ကြီးညာခဲ့ပေမဲ့ငလင်လှုပ်ပြီးနိုင်ပိုင်းအသွင်းမှာပဲငလင်တဲ့ဒေသတွေကိုပါမရှောင်ဘုံကျဲခဲ့တယ်လို့မြေပြေတည်ရေးမြစ်တွေကပြောပါတယ်။ ငလင်ကြီးလောက်ပြီးစစ်ကောက်စီတပ်ဘုံတဲတဲ့ဒေသတွေထဲမှာကချင်၊ကရင်နီ၊ကရင်၊ရခိုင်၊ချင်း၊စကိုင်း၊မကွေး၊ပဲခူး၊မန္တလေးနဲ့တနင်္သာရီတိုင်းစတဲ့ဒေသတွေထဲကနေရာပေါင်း20ကျော်ကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောက်စီကယာယီအပြည့်ရထားမယ်လို့ကြေညာထားပေမဲ့လည်းကချင်ပြည်ရှိမြို့နယ်၃ခုကိုလေကြောင်းကနေတိုက်ခိုက်တာကြောင့်မြေပြင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA တည်င်းနဲ့ပြည်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်ဧပြီလ3ရက်နေ့မှာလဲမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ခွန်းမိုင်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရှမ်းပြည်တောင်ပိုင်းရဲစောင်းမြို့နယ်နဲ့မန္တလေးတိုင်းကြောက်ပတောင်မြို့နယ်ကသဆင့်ရှမ်းပြည်မြောက်ပိုင်းနောက်ချိုမြို့နယ်တောင်ခဲမြွာရှိအမြောက်သက်ကိုတုံညာနစ်ကိုစစ်ရင်တန်းခုနှစ်စီးနဲ့စစ်ကူအင်အားဖြစ်တင်းနေတယ်လို့ TNL ကထုတ်ပြန်ထားပါတယ် ငလင်တန်ခံခဲ့ရတဲ့အင်းလိဒေတာရှိရွာအများစုရေအောင်နှိမ့်မြုပ်ခဲ့တာကြောင့်ကယ်ဆယ်ရေးနဲ့ရှာဖွေရေးလုပ်ငန်းတွေလှုပ်ဆောင်ရမှာနောက်နေကြကြမှုတွေဖြစ်နေပါတယ်။ဒီကြောင့်ကုစောဘွေကတင်ဆက်ထားပါတယ်။အင်းလိဒေတာမှာငလင်ကြောင့်တည်ဆုံးသူဥယျာဉ်တရားကျော်အထိရှာဖွေတွေ့ရှိထားပြီးအများစုကမိသားစုလိုက်ရေအောင်မှာနှိမ့်မြုပ်ပျောက်ဆုံးခဲ့ကြတာလို့ကုညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။ ကေဇေကြီးကကျမတို့အလောင်းကြီးစေထုတ်တာတို့အိမ်ကြီးပြူတဲ့ဟာတွေကိုအဲဒီဒီအိမ်ပြူတဲ့ဟာကြီးဆယ်တာတို့စသဖြင့်မော်လေးနော်ဆိုတော့အဲ့လိုမျိုးကိစ္စမျိုးကတော့ကျမတို့အခက်အခဲတွေအများကြီးရှိတယ်အာပုံမှန်တော့ဟို ဒီမျိုးပေါ်မှာဆိုလို့ရှိရင်တော့ဆွဲထုတ်ရတာတို့ဒီတိုက်ပြိုတွေဖယ်ရတာတို့မျိုးအဆင်ပြေတာဗျမဲ့ရေအောက်ထရနေပြီးတက်ရှင်လည်းပြန်တွေးဖို့ဆိုတာမျိုးကမဖြစ်နိုင်ဘူးပေါ့လေဆိုတော့အဲ့ဒီအလောင်းတွေပျောက်နေတာတို့ရှာနေတာတို့ကကျွန်တော်တို့စူးစမ်းပြီးတော့လုပ်နေစေဖြစ်တယ်ပြိုကျပြက်စီးသွားတဲ့နေအိမ်တွေကိုဆယ်ယူရှင်းလင်းရေးလုပ်ငန်းတွေလှုပ်ဆောင်ရမှာလဲဆက်ရင်နေရာကြီးတွေတုံးလို့မရတာကြောင့်လေတွေကိုပဲအသုံးပြုပြီးလုပ်နေရတယ်လို့ဆိုပါတယ် သူတက်ကဲဝှစ်စုံလို့အရာမျိုးတွေပြီးတော့မှရီကူးတက်တဲ့လူကကဲစဲနိုင်ဖို့ဆိုတဲ့ဟာမျိုးပေါ့ဆိုတော့ဒီညမှာကကြတော့ကဲစဲရေးလောက်ကူတဲ့လူအနေနဲ့အာလူဦးရေဟန်တာတွေဖြစ်တယ်ပေါ့လေဆိုတော့အဲ့ဒီပုံမှာတော့အခက်ခဲကြီးရှိနေသေးတယ်ချာဟိုဆက်လက်ပြီးတော့မှတော့ကုနီကဲစဲရေးကလှုပ်ဆောင်နေတဲ့အခြေအနေဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသမှာမက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ပြီးကဲဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေရဆဲဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါဗျ။ဒါအပြင်နေအလုံးရင်2883လုံးပျက်စီးသွားတာကြောင့်ငလင်တန်ခံခဲ့ရတဲ့အင်းလင်းဒေသခံပြည်သူတွေဟာလေပေါ်နဲ့မပျက်စီးသေးတဲ့ဖုန်ကြီးကြောင်းတွေပြင်းပြင်းကျယ်ရှိတဲ့နေရာတွေမှာနေနေကြရပါဗျ။ငလင်တန်ခံခဲ့ရတဲ့အင်းလင်းဒေသခံတွေအတွက်စားနပ်ရိက္ခာ၊ရေသန့်၊အဝတ်အထည်၊အမိုးကာအမျိုးသမီးလှစင်သုံးတဲ့ဆေးဝါးတွေအပြင်ဆိုလာမီသီးတွေလည်းအရေးပေါ်လိုအပ်နေပါဗျ။ ထိခိုက်သေးဆုံးမှုအများပြားရှိနေတဲ့အင်းလေးဒေတာမှာလက်ရှိအချိန်ထိကြီးမားတဲ့အကူအညီမရရှိသေးတာကြောင့်ဒေတာခင်ပရာဟိတအဖွဲ့တွေနဲ့လူငယ်တွေကကယ်ဆယ်ရေးလုပ်ငန်းတွေကိုကိုထူကိုထလှုပ်ဆောင်နေကြရတယ်လို့ဆိုပါရယ်မြန်မာပြည်ရှိစီအုပ်ချုပ်ရေးကိုစက်ကျင်ချင်း1980ရှိကနေ2024အထိဆိုတဲ့စာအုပ်မိတ်ဆက်ပွဲနဲ့ရန်ပုံငွေရှာဖွေပွဲတစ်ခုကိုထိုင်းနိုင်ငံချင်းမိုင်မြို့တနီယာမှာကျင်းပခဲ့ပါတယ်။တည်င်းအပြည့်စုံကိုကိုပီတာကတင်ဆက်ထားပါတယ်။ and Mizima has been doing it. India လူခွေရင်ရှိနေလည်းဖြစ် စာရေးဆရာလည်းဖြစ်သူ Nandita Hassa နဲ့ Mizima Media ကိုကူးတဲ့တီထောင်သူဦးစိုးမြင့်တို့ပူပေါင်းရေးသားထားတဲ့မြန်မာပြည်ရှိစစ်အုပ်ချုပ်ရေးကိုစန့်ကျင်ခြင်း1988ကနေ2024အထိဆိုတဲ့စာအုပ်မိတ်ဆက်ပွဲနဲ့ရန်ကုန်ရှာဖွေပွဲကိုဧပြီလ3ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပခဲ့ပါတယ်။အဓိကကတော့ဘာကြောင့်လုပ်လဲဆိုတော့ဒီစာအုပ်ကို ဟိုရေးတဲ့ရွေချက်နဲ့ထုတ်ဝေတဲ့ရွေချက်ကတော့ဒီမီဇီမာမီဒီယာရဲ့တမိုင်းကြောင်းနေနေမကပါဘူးဒီလွတ်လပ်တဲ့မီဒီယာတခုဖြစ်တဲ့မီဇီမာမီဒီယာတမိုင်းကြောင်းနေမကဘူးအဲမြန်မာပြည်ဒီမိုကရေစီလူ့အခွင့်အရေးရဲ့တမိုင်းကြောင်းပေါ့နော်အဲ့ဒီတမိုင်းကြောင်းခရီးစင်မှာကြီးကြောင်းမှာမီဇီမာမီဒီယာလွတ်လပ်တဲ့မီဒီယာအနေနဲ့ဘယ်လိုမျိုးပါဝင်ခဲ့တယ်ဘယ်လိုမျိုးလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုဒါ အဲကျွန်တော်တို့ဟိုသိစေချင်တဲ့စန္ဒာနဲ့ဒီစာအုပ်ကိုရေးသားတယ်ဒီစာအုပ်ကို ထုတ်ဝေတယ်ပေါ့နော်အဲ့ဒီဟာအဓိကပါပြီးတော့နောက်ထပ်ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီအနှစ်30ကျော်ပေါ့နော်ကျွန်တော်ဖြတ်ခဲ့တဲ့ခီးစဉ်အတွေ့အကြုံတွေကို မျှဝေခြင်းအပြင်အခုခေတ်လူငယ်တွေအဲသူတို့ဒီသင်ခန်းစာဒီဒီခီးစဉ်အနေနဲ့ပေါ့နော်ဒီခီးလန်းအကြောင်းအနေအဲသူတို့တွေကအဲသူတို့တွေကောင်းတာတွေယူမကောင်းတာတွေပဲပဲပြီးတော့သူတို့ရဲ့ ဲနောက်အနာဂတ်ခီးမှာပေါ့နော်ဟိုပုံမပြီးတော့ထိတိရရောက်အသုံးပြုနိုင်အောင်အတွေ့အကြုံတွေပေါ့နော်ယူနိုင်အောင်အဲ့ဒီဟာရွေးချက်နဲ့ဒီစာအုပ်ကိုကျွန်တော်တို့ရေးတယ်ပြီးတော့ဒီစာအုပ်ကိုထုတ်လွှင့်ခြင်းဖြစ်ပါတယ်အိန္ဒိယမှာစတင်တည်ထောင်ခဲ့တဲ့မြစ်မသတင်းဌာနဟာ2012ခုနှစ်ကစပြီးမြန်မာပြည်တွင်းမှာလည်ပတ်ခဲ့တယ်လို့ TV channel social media ကြောင်ညာတွေနဲ့စာဖတ်သူတွေရဲ့ထပ်ဝင်ငွေတွေနဲ့အမိခိုကင်းစွာရပ်တည်နိုင်ခဲ့ပါတယ်ဆီအာနာတိုင်ပြီးနောက်စစ်ကောက်စီကမီဒီယာတမားတွေကိုပြစ်မှတ်ထားဖမ်းဆီးမှုတွေကြောင့် နိုင်ငံတကာရဲ့အကူအညီတွေနဲ့ပြည်ပမှာဆက်လက်လက်ပတ်ခဲ့ရပါတယ်။ဒါပေမဲ့2025ခုနှစ်ဖေဖော်ဝါရီလကစပြီးအမေရိကန်အစိုးရရဲ့အကူအညီတွေရပ်တန့်သွားတဲ့အတွက်မြစ်မအပြင်တခြားလွတ်လပ်တဲ့တည်င်းဌာနတွေအများအပြားဟာဗန်ဒန်ရေးဆိုင်ရာစီခုံမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။တက်တန်းအားဖြင့်26နှစ်ရှိပြီဖြစ်တဲ့မြစ်မတည်င်းဌာနဟာဖြတ်တန်းခဲ့တဲ့ကာလတစ်လျှောက်အခက်အခဲအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာလည်းဘန်ဒါရီအခက်ခဲတွေကြားကနေဆက်လက်လက်ပတ်နေရတယ်လို့ပြောပါရယ်။ဝေးကြီးရအခုနကပြောသလိုကျွန်တော်တို့ကအာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာနိုင်ငံတကာအထောက်ပံ့ကိုအကူအညီကိုကျွန်တော်တို့ယူလာရတယ်။အခုနောက်ပိုင်းမှာအဲ့ဒါတွေယော့လာတယ်။မရှိတာမဟုတ်ပါဘူးယော့လာတာပါ။ဒါပေမဲ့အဲ့ဒီဟာနဲ့ကျွန်တော်တို့ယက်တီရတဲ့အခါကျတော့ပို့ပြီးတော့ယုံကန်ရတဲ့အနာထားပါ။ဒီလိုအခက်ခဲတွေကြားကနေပဲရှိဆက်ပြီးတော့လွတ်လပ်တဲ့မီဒီယာတခုအနေနဲ့အမိခိုးကင်းကင်းနဲ့ဆက်ပြီးလက်ပတ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်းဦးစုမြင့်ကပြောပါတယ်1988ဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပုံမှာတက်ကြွစွာပါဝင်ခဲ့တဲ့ကျောက်သားဟောင်းတူဖြစ်တဲ့ဦးစုမြင့်ကမစ္စမာတရင်ဌာနဟာဒီမိုကရေစီနဲ့လူအခွင့်အရေးအတွက်ဆက်လက်ရည်တည်တော်မယ်လို့ဆိုပါတယ်မစ္စမာအနေနဲ့ရရှိလာတဲ့ရာပုံငွေတွေအပြင်စာအုပ်မိတ်ဆက်ပွဲကနေရရှိလာတဲ့ဝင်ငွေ10ရာခန့်နှုန်းကိုပါငလျင်တန်းခန်းစားခဲ့ရတဲ့ပြည်သူတွေအတွက်ပေးအပ်တော်မယ်လို့ဆိုပါတယ် စစ်ကောင်စီရဲ့အပြစ်ရဲ့ကြီးညာချက်ကဟန်ပြပဲဖြစ်တယ်လို့တိုင်းဟိသားလက်နက်ကိုင်တော်လည်းအဖွဲ့ခေါင်းဆောင်တို့ကတုံ့သက်ပြောဆိုပါတယ်ဒီကြောင့်မအာမီကတင်ဆက်ထားပါတယ်ပြပပြပြခင်ဗျာ ငလင်ဘေးကူညီကယ်ဆယ်ရေးကိုအကြောင်းပြပြီးထိုင်းနိုင်ငံမှာလုပ်တဲ့အစည်းအဝေးကိုတက်နိုင်ဖို့အတွက်စစ်ကောင်စီကယာယီအပြစ်ခတ်ရဲဆဲရေးကိုလှုံ့ဆော်တာဖြစ်တယ်လို့ဒိုင်းသာလက်နက်ကင်တော်လိုင်းအဖွဲ့အစည်းတချို့ကပြောဆိုလိုက်ပါတယ်။ငလင်ဘေးကူညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့နဲ့တည်ငြိမ်အေဂျင်ရေးကိုရှေ့ရှုပြီးတော့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိယာယီအပြစ်ခတ်ရဲဆဲမယ်ဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ်ဒိုင်းသာလက်နက်ကင်တော်လိုင်းအဖွဲ့တွေက ောက်ပြပြောဆိုလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ပါလေစကားစားနဲ့ပေါ်ပါရလာပါလေပတိသခာကြည်ဟောနော်။ကျွန်တော်တို့သိရတာကတော့စကားစကားအပီလာ၂ရက်နေ့ကနေ၂၀ရက်နေ့ထိယာယီအပြည့်ရမယ်လို့ထုတ်ပြန်ထားတယ်။ဒါပေမဲ့တကယ်တမ်းသူတို့အပြည့်ရတာမဟုတ်ပါဘူး။ International မျက်နှာစာမှာမျက်နှာကောင်ရချင်လို့ဖြစ်တယ်။စကားစရဲ့အပြည့်ရကျင်ညာချက်အလေးညာတွေသာဖြစ်တယ်။ ။ဘာဖြစ်လို့လဲဆိုတော့သူတို့က international မှာဟန်ပြအပြည့်ရဲ့လောက်တာဖြစ်တယ်။ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများဤပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC အစည်းအဝေးကိုဧပြီလ3ရက်နေ့နဲ့4ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့ပြီးတော့စစ်ကောင်စီရဲ့ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်လည်းတက်ရောက်ခဲ့ပါတယ်စစ်ကောင်စီကယာယီအပြည့်ရက်ပြီးတော့အစည်းအဝေးတက်ရောက်ခြင်းဟာနိုင်ငံတကာစာမျက်နှာမှာနိုင်ငံရေးအရာတရားဝင်မှုကိုဖော်ဆောင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်ဘန်ကောက်မှာစီဝေးသွားတဲ့ဖို့ စ်စားရှိတို့နိုင်ငံတကာမင်းနစာမှာအဆင်ပြေအောင်ပေါ့နော်ပြည်ပကျဆင်းရဲတုတ်ပြန်ချင်ရတဲ့ထားတာလည်းဖြစ်နေတာပေါ့စစ်ကောင်စီကယာယီအပြစ်ရစဲတယ်လို့ထုတ်ပြန်ထားတဲ့ကာလမှာပဲတိုင်းသားဒေသတွေနဲ့တိုင်းဒေသကြီးတွေထဲစစ်ကောင်စီတရက်လေးချောင်းတိုက်ခိုက်မှု drone နဲ့ဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေအပြင်မြေပြင်ထိုးစစ်တွေကြောင့်တိုက်ပွဲတွေဆက်ပြီးတော့ဖြစ်ပွားနေပါတယ်။ အခုကြီးတော့ကျွန်တော်တို့ဒေတာခန်နေပြောကြောက်မဲရနေပေါ့နော်ကျွန်တော်နောင်ချိုဖက်ကဒီလက်နဲ့ကြီးတန်းနေလေရင်တန်းနေတဲ့အောင်ချားနေရတော့မဲလို့ကျွန်မသိရရေပေါ့နော်ဟိုအပြည့်ရတာတကယ်ရတယ်ဆိုတော့ကျွန်မအနေနဲ့ဟိုဂျိုဆိုရမှာပဲပဲဖက်အပြည့်ရပေါ့နော်ဒါမဲ့ဟိုစာရွက်ပေါ်မှာစာရွက်ပေါ်မှာကျွန်တော်တို့လေလိုင်းပေါ်မှာအပြည့်ရတာမဖြစ်ဖို့လိုတာပေါ့နော်အခုလက်ရှိရတော့စစ်ကောင်စီအပြည့်ရတဲ့ဆိုတော့လေလိုင်းပေါ်အပြည့်ရတာပဲရှိရရှင် မဲမတမာမှုကိုအကြောင်းပြပြီးရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီစီကလည်းအာဏာသိမ်းလိုက်တဲ့စစ်တပ်အနေနဲ့အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီးတော့နိုင်ငံတကာမှာနိုင်ငံရေးအရာ တရားဝင်မှုကိုလက်လွတ်ခဲ့ကြရပါတယ်။ဒါကြောင့်နိုင်ငံရေးအရာတရားဝင်မှုနဲ့အတိမတ်ပြုမှုကိုပြန်ပြီးတော့ရရှိနိုင်ဖို့စစ်ကောင်စီဟာညီမျိုးစုံနဲ့လှုပ်ဆောင်နေတာပဲဖြစ်ပါရဲ့ရှင်။ အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာဆောင်မြေကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရက်နာခွင့်ပြုပါရှင်။